ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီခေါ်တာ channel လေးကနေစိတ်ဝင်စားပွဲ PM ဇလန်းကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ခေါ်ကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့နေပြည်တော်မှာကံကောင်းတဲ့ကြက်ကျိုးမှလို့မြည်ရတဲ့စိတ်ဝင်စားပွဲ PM ဇလန်းကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နားဆင်ခံစားအားပေးကြပါအောင်ခင်ဗျာ။ ။ဒီနေ့မှာတော့ရာသီဥတုကဝင်လင်းရာသီကိုရောက်ရှိလာခဲ့ပါပြီ။မိုးရာသီရဲ့အဆိုတတ်တို့လုံးဝလွန်ဆင်ပြီးမြေပြင်တို့ဟာလည်း၆တွေ့တင်းမာသွားခဲ့ပြီ။မိုးရေလုံလောက်စွာတောက်သုံးလိုက်ရတော့အိမ်ဝိုင်းတွေမှာရှိတဲ့တစ်ပင်ပန်းမှန်တို့ကလည်းစိမ့်စို့တောက်ပါလျက်ရှိကြတယ်။နေပြီးတော့သမိုသီရင်းမြို့နယ်ပြန်ကပြေးရွာကြီးမှာရှိတဲ့ဇိုင်းတို့ကျွန်တို့ရဲ့အင်ငယ်လေးမှာအခန့်အောင်ပြီးစာရေးလျက်ရှိတဲ့ကျွန်တို့ဟာအညောင်းဆက်တဲ့အနေနဲ့ အင်းရှိတည်ပင်ရိပ်မှာချထားတဲ့ထိုင်းကုန်းများမှာဝါးနဲ့ပြုလုပ်ထားသောကလေးထိုင်းမှာထိုင်ပြီးတော့စိတ်လက်ပေါ်ပါစွာပုံဝန်းကျင်ကိုကြည့်ရှုနေမိတဲ့တည်ပင်ရဲ့တောင်ဘက်မှာကျွန်ုပ်ရဲ့အင်းရှိပြီးတည်ပင်ရဲ့အရှိတ်မှာညမမညုစိန်တို့အင်းရှိပါတယ်ကျွန်တော်နှစ်အင်းရဲ့မျက်နှာသာဝန်းကျင်များမှာတည်ပင်စားပင်ဗမ်းမန်ပင်တို့မှာတော့မြက်ပင်ပေါင်းပင်ဆိုလို့အပေါမခံမဲတန်ရှင်းမှုအမြဲပြုလုပ်ပြီးတလင်းပင်က ပြောင်းလျက်တန်ရှင်းလို့နေပါတယ်။ဟဲ့လို့ကြီးစုလျက်ရှိနေတဲ့မှာကျွန်ုပ်ရဲ့မျက်ဝန်းတွင်းကိုလှုပ်ရှားလာတော့အရာဝတ္ထုတစ်ခု လာပြီးတော့ဝင်လာရအောင်အဲ့ဒီအရာကိုသေချာကြည့်တဲ့အခါမှာတော့တတ်ထွားကြောကြောမျှရှင်းလျက်တော့မင်းညောင်ရောင်ကင်းချိန်များကြီးဖြစ်နေတာကိုကြောက်လန့်ပွေရာတွေ့လျက်ရပါတယ်။ကင်းကြီးကတော့တရက်ပင်ရဲ့အရှိတ်မောင်ကျွန်ုပ်ရဲ့အင်ကိုဦးတည်ပြီးလာနေခြင်းဖြစ်တယ်။ကျွန်ုပ်ရဲ့ဘဝမှာကင်းအကောင်ပေါင်းများစွာ မရေတွက်နိုင်အောင်မြင်ခဲ့ပူပါတယ်။ ဒီကင်းကြီးကတော့ဒုတိယအကြီးဆုံးကင်းကြီးဖြစ်တယ်။ကင်းချေများတို့ဟာအများအားဖြင့်လက်ညှိုးလုံးကန့်သာတွေ့ရတတ်ပါတယ်။ယခုကင်းကြီးကတော့လက်မလုံးထက်တောင် ကြီးမာလာပါတယ်။ကျွန်တော်တို့ငယ်စဉ်ဘုန်းတော်ကြီးကျောင်းသားဘုရားမှာ တောင်စုပ်ခန့်ရှေးလျာပြီးပြည်တော်အပြထက်တောင်ကြီးမာတော့ကင်းကြီးတကောင်ကိုညာခါမှာခွေမြဝိုင်းဟောင်းနေလို့စင်ကြီးရမထိတ်လန့်ပေါ်ရမြင်တွေ့ကြရဘူးတယ်။အဲ့ဒီကင်းကြီးနဲ့စာမယ်ဆိုရင်တော့ယခုကင်းမှာ စာမဖွဲလောက်တော့လေယခုကျွန်တော်မြင်တဲ့ကင်းကြီးမှလည်းတိ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 တော့မဟုတ်ပါအဲလိုကင်းမျိုးအိမ်မောင်မောင်တက်ပြီးတော့အောင်နေပါက မတော်တဆနေမိလို့အကြိုက်ခံရပြီဆိုရင်တော့မဟုတ်အိမ်ပြောင်းနေခြင်းအကြိုက်ခံရမယ်ဆိုရင်ကြီးစွာသောကင်းစိတ်ဝိညာဉ်ခံစားရပြီး ကလေးငယ်ဆိုပါကအသက်တောင်ဆုံးရှုံးသွားနိုင်ပါလိမ့်ဒါကြောင့်ကျွန်တော်ကဒုံငယ်တစ်ချောင်းကိုရှာပြီးကျွန်တော်ရဲ့အိမ်ဘက်ကိုမလာရင်တော့ဟန်တားလိုက်တယ် တေတဘာရဲ့အတက်ကိုလည်းတက်လို့စေမရှိမိမိရဲ့ပယောကကြောင့်လည်းမတည်စီလိုတာကြောင့်တိတ်တဆိတ်ထုတ်ကဲ့သို့ဟန်တာခြင်းဖြစ်ပါလေကျွန်တော်ရဲ့ရောက်ဖောက်မောင်မြအေးတွင်းမြမကချက်ချင်းပဲရိုက်တတ်မှာဖြစ်ကြောင်းသိလိုက်တယ်။ကင်းကြီးဟာဟန်တာလိုက်တာနဲ့အရှိကိုဥကောင်းလမ်းကြောင်းပြောင်းသွားပြီးအရှိဘက်အိမ်ဝင်းထဲကိုတရွေ့ရွေ့ဝင်သွားပါတော့တယ်။မောင်မြအေးမာကျွန်းစိန်တို့အိမ်မောင်အိမ်မွေးကြံများများပြားစွာရှိအောင်အဲ့ဒီကျက်တို့ဟာ အနီးမှာမရှိသဖြင့်၎င်းကင်းကြီးအန္တရာယ်ကင်းကြီးလည်းဖြစ်ပါလိမ့်။ကင်းကုန်မြေမြေဆိုရင်ကျက်တို့ဟာတို့ရဲ့အစားအစာဖြစ်အလွတ်ပြေးရုံထုံစံမရှိပါ။အရှိပါအိမ်မှာလေကျက်တို့များစွာရှိတော့လေဟာဒီကင်းကြီးကိုအဲ့ဒီအိမ်ကကျက်တွေက တွေ့မြင်လည်းဟန်မရှိပါ။ပကတိတိတ်ဆိတ်လိုနေပါလိမ့်။အဲ့ဒီကင်းကြီးကမြေအောင်းနေရာမှာမြေတွင်တစ်ခုခုမှ ထွက်လာဟန်ရှိတယ်။နောက်ထပ်အောင်းစရာမြေတွင်တစ်ခုခုကိုတွေ့ပြီးဝင်အောင်ကအန္တရာယ်ကင်းနိုင်မသေးလို့ စန္ဒာပြုမိတယ်လူတွေမြင်ခဲ့ရင်တော့အဆက်ရှိတဲ့မြတိတတဘောကိုမဆိုတက်ပြကြမှာသာဖြစ်ပါတယ်တကြောပြန်ရောက်လာခြင်းတတဘောကြောကြောကြီးတဲ့ကင်းကြီးကိုမြင်တဲ့ခါမှာတစ်ချိန်လုံးကဘုဂုတ်ရီတာမှာလှုပ်လှုပ်ဆင်းကအဲလိုကင်းချင်းများကြီးတွေကိုအရက်နဲ့စိမ့်ပြီးတောက်ခဲ့ကြတော့တရုတ်တွေကိုပြေးပြီးတော့မြင်အောင်မိတယ်အဲ့ဒီကင်းကြီးမျိုးတော့အဲ့ဒီတရုတ်တွေတွေ့ရှိပါကော အရှင်လက်လက်ပလင်းတွေကိုရောက်အောင်သွပ်ပြီးအရက်လုံးလို့ကင်းရက်ဖြစ်အောင်လို့စိန်ထားကြလိမ့်မယ်အဲလိုစိန်ထားပြီးပြီဆိုရင်အရက်ကုန်းတော့ဘောကအရက်တက်ထပ်ပြီးလောင်းကစိန်ပြီးတော့တောက်ကြပြန်နေဒါကြောင့်ကင်းကောင်းတို့မပြတ်မစီကလရှည်လျားစွာပုံစံမပြတ်နေကြောင်းသိရပါလိမ့်အဲလိုတွေ့နေတော့မှအရှိတ်အိမ်မှာကောင်းမလေးတည်းရဲ့အော်တန်ကိုကြားလိုက်ရတယ်အရင်ညွှန်စိန်အရင်ညွှန်စိန်ဘာတော့ ။အကြီးတို့အိမ်နဲ့ကင်းကြီးဝင်သွားပြီ။အကောင်ကြီးကကြီးလွန်းလို့စက်တွေတော့အနောက်မကက်ရဲဘူး။အိမ်ငါဘက်ကနေဝင်သွားပြီ။ကျမတို့လည်းမရရဲလို့ဆိုတော့ပြောတဲ့ံကို ကြားလိုက်ရပါတယ်။ထို့ကောင်အိမ်ပေါ်ကမောင်မြအေးနဲ့မောင်ညွန့်စိန်တို့ပြေးစင်လာကြတယ်။စက်တွေနဲ့ထိတ်တိုက်တွေ့နေတော့လေစည်ရင်ရမဆိုးထားနဲ့ဇုံညာစွာအော်ဟေလျက်ကင်းကြီးနဲ့ဝေးရကို ပြေးခွာကြပါလိမ့်။ကြက်ဖားလေးတကောင်ကတော့ကင်းကြီးကိုစိတ်ရန်ရွယ်ပြီးကင်းကြီးရဲ့ဘေးကကပ်ပါလာတော့လေ စိတ်ရဲခြင်းမရှိပါကြက်တောင်ကြောက်တဲ့ကင်းကြီးပဲဖြစ်ပါလေလက်တန်းလုံးလက်မလုံးခက်ကင်းဖြစ်ရင်တော့ဥကောင်ကိုနှုတ်သီးနဲ့ပေါက်တက်ပြီးတခါတည်းမြူချတတ်ပါလေရက်ခွတော့အနာကိုတော့ရဲရဲမကတ်ဝင်ကြပါတတိကဲကြက်ဖားလေးတကောင်သားလေးကင်းကြီးကဘေးကနေဝင်းရံပြီးပါလာပါလေတရွရွနဲ့မစိရင်ကင်းကြီးဟာချက်ချံဟောင်းထဲကိုဝင်သွားတဲ့ဖြင့်မောင်မြကြီးကချက်ချံရဲ့ပြင်မှာမိန်ကိုကမ်းပြီးစောင့်နေပါလေချက်ချံမှအပြင်ထွက်ပါ ကင်းကြီးကိုမောင်မြားကြီးကမိတ်နဲ့ထိုးပြီးဖိထားတာကိုမြင်နေရတယ်။ကြက်ဖားလေးမှာတော့ကြက်ချံဟောင်းထဲမှာကြံရီခဲ့တယ်။ခန္ဓာကြောင်မောင်ဦးကောင်းရဲ့နောက်မှာမိတ်နဲ့ထိုးပေါက်ထားရောင်မိတ်ကို ကင်းကြီးကဖတ်တွေ့နေတဲ့အနေထားနဲ့ကျွန်ုပ်နေတဲ့ရောင်ရှေ့မြင်ကွင်းမှာခြားထားလိုက်ပါတယ်။ကင်းကြီးကတော့တွင်လင်းရစ်ပက်လျက်ဒေါသကြောင်နောက်ကျောမှာအတန်ငယ်ကြီးမားတဲ့ခြေခွင်မြောင်းဆောင်းထပြီးဖုံးကျော်လျက်ရှိပါတယ်။ အလွန်ကိုဥရသည်ရာကောင်းတဲ့မြင်ဝင်ဖြစ်ပါလိမ့်။ကင်းကြီးဒေမာဆိုလို့ကျွန်တော်ကရင်ကုန်နှုတ်ပိတ်နေခဲ့တော့လေ။ကံမကောင်းတဲ့ကင်းကြီးကတော့တရင်ဝိုင်းတွေကိုတကြောပြန်ရောက်ခဲ့ခြင်းဖြစ်ပါလိမ့်။ယခုတော့မိန်တန်ရကြောင့်ကြီးစွာသောဝေဒနာခံစားနေရပြီ။ကင်းနဲ့ကြာဆိုင်တို့ကျွန်တော်နဲ့မောင်မြားအေးတို့ဟာကင်းကြီးကို ကြည့်နေကြပါလိမ့်။ကင်းကြီးမောင်တလုံးရွရွနဲ့မိန်နံကို ရစ်ပတ်လိုနေတယ်။ အတောက်ကိုအသက်ပြင်းတဲ့ကင်းဖြစ်တယ်။အချင်းအဖြစ်အတန်ငယ်ကြာခဲ့ပြီ။အကိုလေးရာဒီကင်းကြီးကိုကျွန်တော်မတက်ပါဘူးဗျာ။ဒါပေမဲ့ကျွန်တော်မှာကြက်တွေကအများကြီးရှိတယ်။ကလေးတွေလည်းရှိတယ်။အန္တရာယ်အလွန်များလို့တက်ရတာပါ။မတော်လို့အိမ်မော်ရောက်နေမတက်တော့ဘူးဗျ။အကောင်ကြီးကကြီးလွန်းတယ်။ကြက်ဆိုတာကင်းကရင်တခါလေးတည်တယ်လို့ကြားဘူးတယ်ကွာ။ကင်းကကြိုက်เสียရမလို့ပါဘူးကိုလေးရဲ့။ကြက်တွေကြက်တန်းမှာအိမ်နေရင် အဲ့ဒီတန်ရဲ့အထက်ကနေဖြတ်လျှောက်ရုံနဲ့ကြက်တွေကတေချရတာကြက်တွေတော့ကင်းစိတ်ကအဲ့ဒီပြင်းနေညက်မကင်းကကြက်ကိုနိုင်နေပြပြီးတော့ကြက်နဲ့ကင်းကကက်ကင်းတက်လေကိုလေးရဲ့နေမှာကြက်ကကင်းကိုနိုင်နေကြက်ကတွေ့မရှောင်းသက်စားလေးရှိတယ်ကင်းကကြက်ရဲ့စေးတစ်ပါးပဲကင်းစားတဲ့ကြက်ကကြက်နာမှာကြနိုင်မှုယောဂါမှာဖြစ်နိုင်မှုယောဂါရှိတဲ့ကြက်ကင်းကိုစားရင်ယောဂါပျောက်တယ်ဗျာ ညကြပြန်တော့လေကင်းကကြက်ကိုပြန်ပြီးတော့နိုင်နေကြက်ဆိုတာညမှာဘာမှမြင်ရဘူးလေအဲဆိုကင်းကကြက်ကိုကိုက်စီရတော့မလို့ဘူးသူတို့ရဲ့ပေါ်ကနေဖြတ်ပြီးရှောင်းအောင်နဲ့ကိုသိတာဗျဒါကြောင့်ကြက်တွေကညမှာအိတ်နေပြီမဲ့ကြက်အိတ်ကြံတို့ဆိုတဲ့အတိုင်းသူတို့ရဲ့နှုတ်သီးနဲ့သူတို့အိတ်နေတဲ့ကြမ်းပြင်းတမဟုတ်အိတ်တန့်ပေါ့ဗျမကြခဏတတော်တော်နဲ့စိတ်ပြီးချုံလက်နေလေးရှိတယ်အဲဒါသူတို့စီကင်းမလောင်ချုံလက်နေတာပေါ့ကြက်တွေနဲ့အတူနေဘူးရင်တိပါတယ်ဗျာ ကျွန်တော်တို့ကတော့ရန်ကုန်မှာကလေးကကြံမွေးတယ်ဒီမှာလည်းကြံမွေးတော့ကကြက်ကြောင်ကိုတိနေတာပေါ့ကိုလေးရထုတ်ခဲ့သူပြောပြသွားတယ်ကျွန်တော်ကတော့ဗဒံမြားမြေမှာကြီးပြင်းခဲ့ရတဲ့ဖြင့်ကြက်ကြောင်ကိုမတိရအမှန်ဖြစ်ပါတယ်ကြက်ငယ်တို့ရဲ့အန်တရေကြက်ကြီးတွေမှာကြက်နာယောဂါလောက်ပဲကြောက်ရတာကြက်ငယ်လေးတွေကြတော့ကျွန်တော်တို့လိုအိမ်မွေးကြက်သမားတွေမှာအန်တရေအတော့ကိုဆုံးပါတယ်ကြက်သားပေါက်လေးတွေဟာ ရာသီဥတုတန်းကြောင့်လည်းတည်ကြရတယ်။ဟိုဒီနေ့ကဖပြိုကြီးတကောင်ကကျက်တီအိတန်းတခန်းဒီမှာကျက်ပေါက်စားလေးတကောင်ရဲ့နောက်ကိုတကောက်ကောက်လိုက်နေတာတွေ့ရတယ်။ကျက်ကလမ်းလျှောက်မြန်တော့မှန်မီဘူးဖြစ်နေတာပေါ့။ကျွန်တော်လည်းအတော်ချိန်ကြာကြည့်နေတာ။ကျက်လေးကိုမိလို့မိခင်မှာကျွန်တော်ဖပြိုကြီးကိုအချိန်မီမောင်းထုတ်လိုက်တယ်။နောက်မောရင်အဲ့ဒီဖပြိုကကျက်လေးကိုစားမှတည်ကြတယ်ဗျ။ဒါကဖပြိုကကျက်တဲ့ငယ်ကိုစားမယ်လို့တာပထမဆုံးမြင်မှုချင်းမှာတခါမှဒါမျိုးမကြုံဘူး။ ျွန်တော်ရန်ကုန်မှာနေတော့ကလိုင်မြင့်ရဲ့တပတ်ကမှာနေတာပါဒီရေတော့ဆိုတော့အင်းအောင်မာရောပုံဝင်ခြင်းမှာရွှွညွနေအမြဲတမ်းရှိနေတယ်အဲ့ဒီရွှွညွနေတဲ့မှာငရှိနေကအမြဲတမ်းနေတယ်ကျွန်တော်ကအင်ကျက်တွေမွေးတော့ကျက်ပေါက်စားလေးတွေကိုငရှင်းဆုပ်တာမကြခဏခံရတယ်ငရှင်းကရွှွနေကနေပြီးကျက်လေးတွေကိုဆွဲဆုပ်ပြီးစားတာပေါ့ဗျာတချို့ကျက်လေးတွေဆိုရင် အတင်းယုံတော့ခြေတော်တွေပါပြတ်ပါသွားတာကျုံရတတ်တယ်အဲ့ဒီခြေတော်ပြက်လေးတွေနဲ့ သူဟာသူတွာလာနိုင်အောင်ကြိုးစားပြီးနေထိုင်တာတွေ့ရပါတယ်။ကျက်ပေါက်စားလေးတွေကိုအလွယ်တကူဖမ်းယူစားတော့တာကကြောင်းပဲဗျ။သူကတည်းကကျက်ကြောင်းတွေကိုပျော်ပြပါတယ်။အသက်ပြင်းတဲ့ကင်းကြီးအကိုလေးနဲ့ကျွန်တော်ထိုင်နေတာအတော်ကြာပြီနော်။ဒီကောင်ကြီးကတလှုပ်လှုပ်နဲ့မသေးနိုင်ဘူးဗျာ။အဲ့လိုပြောပြီးတော့ထိုင်ရန်ကနေထပြီးထိုးထားတဲ့နေရာမှာလေပင်ကိုပြက်အောင်မိတ်နဲ့ဖြတ်လိုက်ပါတယ်။အဲဒီခါဥကောင်းတစ်ချောင်းကိုတစ်ချောင်းဖြစ်သွားတယ်။ ဥကောင်းကတလုတ်လုတ်လုံနေတယ်လို့ခန္ဓာကိုယ်ကလည်းလှစ်ပတ်သွားလာနေပါတယ်။အကြီးကွင်ကြီးများကလည်းဒေါသကြောင့်ဖောင်းကြွားနေတယ်။ကြောက်ဖွေရဖြစ်တယ်။၁၀မိနစ်ခန့်လှစ်ပတ်သွားလာပြီးတဲ့နောက်အသွားရက်သွားတဲ့ဖြင့်ဒီကောင်းကြီးမလုံနိုင်တော့ဘူးလို့ထင်မိတယ်။အတန်ကြာတဲ့ခါမှတော့အကြီးကွင်မှမန်များ ကြာလာပြီးပဂရိအတွင်ပြန်ဖြစ်သွားတယ်။ကောင်းကြီးကတော့မသွားနိုင်တော့လေတလုတ်လုံနဲ့ရှင်နေပါတယ်။အလာကိုကြည့်နေတော့ကြက်ပြိုလေးတစ်ကောင်းကပြေးလာပြီး ခေါင်းကိုချီသွားပြီးကြပြကြရမြို့ချလိုက်တယ်အတော့ကိုတက်တီကောင်းတဲ့ကြံစိတ်ရန်လိုက်နေတဲ့ကြက်ထက်အတန်ငယ်တဲ့ကြက်လေးဖြစ်ပါလိမ့်ဥကောင်းကတော့ကိစ္စပြတ်သွားခဲ့ပြီကြက်ရဲ့အစာအိမ်ထဲကိုရောက်သွားခဲ့ပြီဖြစ်ပါလိမ့်ကင်းကြီးရဲ့ရှေ့လျတဲ့ခန္ဓာကိုယ်ပိုင်းကတော့မလို့မရှက်ရှိအောင်သိပြီလို့အထင်ရောက်ကြပါလိမ့်အခုလေသူ့ရဲ့ကြောကကြီးကွင်းနေဇောင်းမထောင်တော့ဘူးဗျဒီကောင်တည်သွားပြီနေမှာအဲ့လိုပြောပြီးမိန်သွားတဲ့ ို့ကြည့်ပါလိမ့်ထို့ခါကင်းရဲ့ကျောင်းမှာအကြီးကွင်းတို့ဟာဒေါသမန်နဲ့ပြန်လဲကြွလာတာကိုအံ့ဩပဲတွေ့မြင်လိုက်ရတယ်ပြီးတော့အဲ့ဒီဥကောင်းမနေတဲ့ခန္ဓာကိုယ်ဟာဥကောင်းရှိတဲ့ကဲ့သို့ပဲလှက်ပတ်သွာလာနေပြန်နေတိတော့တို့လူတီ၎င်းတတဝါအများစုတီ၎င်းဥကောင်းမဲသွားပြီဆိုရင်နှလုံးဆွမ်းအနဲ့တည်ယူတွေ့တန်းဆက်ပြီးတော့လှုပ်ရှားနိုင်ကြတော့လေရရှိမောဆက်လက်ရည်တည်လှုပ်ရှားနိုင်စွမ်းမရှိပဲငြိမ့်သက်တည်ဆုံသွားတတ်ပါလိမ့် အခုကင်းကောင်းပြက်ကြီးမှာတော့နိုင်ဝက်ကြာသွားခဲ့ပြီဆိုတော့လေမသိဘဲနဲ့တွောလာနေသေးပဲဖြစ်ပါလိမ့်။ဒါကြောင့်မကျွန်တို့ကတလိမ့်ဆန်နေမှာလူတွေနဲ့မတူတဲ့စွမ်းရည်နဲ့ရှိတတ်ကြတယ်ကွာ။ဒီကောင်းပြက်ကြီးကိုတနည်းရရမှာလွှတ်ထားပေးရင်သူ့ရဲ့ဥကောင်ပြန်ပြီးပေါက်မလာဘူးလို့မပြောနိုင်ဘူး။အခုကသူ့ကိုထိရင်လဲဒေါသထွက်တတ်တယ်ပြီးတော့ဝေဒနာမရှိတယ်လို့ပဲပုံမှန်လမ်းလျှောက်နိုင်တယ်ကွာ။ဒီတစ်ခါပဲဒါမျိုးကြုံဘူးတယ်ကွာ။ အဲ့လိုပြောတဲ့ခါမှာမောင်မြအေးကအတွေ့အကြုံများတော့ပြီးဒလိကျန်တို့ရဲ့ထူးခြားစံကျင်မှုကိုပြောပြပြန်နေမိချောင်းရဲ့စံကျင်မှုအကိုလေးကချောင်းချောင်းအင်းအင်းနေပေါ်တဲ့အေယောဒီတိုင်းဒေသကြီးမှာမနေဘူးလို့ပါအဲ့ဒီဒေသကဖောင်ငါပဇွင်နေပေါ်ရုံမကဘူးမိချောင်းတွေကကြက်စားကြတယ်အဲ့ဒီရင်းနေတတော်ဝါးကြီးအကြောင်းသာအကိုလေးလေးလာမယ်ဆိုရင်ရေးဖွဲလို့မကုန်နိုင်အောင်ကိုကုန်ချမ်းနေရမှာတေးကြတယ်ဗျအဲ့ဒီရင်းနေတတော်ဝါးထဲမှာ မိချောင်းကတော့အသက်ပြင်းပါလေမိချောင်းတကောင်မိလို့တက်ပြီးပြီးကောင်းဖြစ်ပြီးပြီးဆိုပါတော့အဲ့ဒီမှာမိချောင်းသားကိုရောင်းကြတယ်ဒါပေမဲ့ဝဲတို့မဲတို့လိုဖြစ်ပြီးမှရောင်းတာမဟုတ်ဘူးကန်းစားမှာအကောင်လိုက်ချတာပြီးလာဝတဲ့လူတွေကိုလူတလောက်လှိဖြက်ပြီးတော့ရောင်းတာမိချောင်းဆိုတာကအလွင့်ကိုအသက်ပြင်းတဲ့အကောင်ဆိုတော့အန်ဒီရဲ့ပြုနိုင်တဲ့ဥကောင်ခြေလက်အမိဆိုတာတွေကို အရင်ဆုံးခုတ်ဖြက်ပြစ်လိုက်တယ်အဲ့ဒီမှာအကောင်ကလုံးဝမလုံနိုင်တော့ပါဘူး မျက်မြင်အဖြစ်တော့အတိကောင်ပေါ့ဒါပေမဲ့ဝေသူရှိလို့သူရဲ့အသားကိုလှီတိုင်းတဆက်ဆက်တုံနေတယ်ဗျစိုးရင်တော့မြင်ရစရာမရှိဘူးပေါ့ဗျသူရဲ့တက်ကသူရဲ့ချက်မှာတဲ့နေတယ်လို့ဆိုတော့ကိုဗျဒီတော့ချက်ကိုမရောမချင်းမိเจ้าကမသေးဘူးလို့ဆိုရမှာပေါ့ချက်ကိုဖြည့်ဆည်းပြီးမှသေးတယ်လို့ဆိုကြပါလေဒါတော့မှလှီဖြတ်ပြီးတဲ့အသားကိုနန်းနှမုံနဲ့ထိရင်တဆက်ဆက်ပြန်ပြီးတုံနေလို့ပြောကြတယ်မိเจ้าက နနွေးနဲ့လုံးဝမတည့်ဘူးဗျမိချောင်းရဲ့အသက်ကချက်မာတီးတလုံးဒီကင်းကြီးရဲ့အသက်ကလည်းချက်မာရှိနေပုံရတယ်ဗျကြည့်ပါဦးလက်ပတ်သွားလာနေလိုက်တာခေါင်းမပေါ်တော့ရည်ရွယ်ချက်မရှိလို့သာအဝေးကိုမရောက်တာဒီတိုင်းသာပြစ်ထားရင် ကြက်လည်းမစားရဘူးပျောက်သွားမှာတေးကြတယ်ဗျအပိုင်ပိုင်ဖြစ်ပြတိုင်းမှာစိတ်ချရတော့မှာအဲ့လိုပြောပြီးမိနဲ့စိတ်ချေလက်ရှိကျင်ညက်အောင်ထိုးစားလို့နေပါတယ်အဲ့ဒါပင်မြန်ပြလာတဲ့ခြေတော်တို့ကအတန်ကြာ တရွရွနဲ့လှုပ်နေသေးဖြစ်ပါတယ်။ကင်းတာရုပ်ရှင်မင်းတော်ဝင်းဦးဟာပေါကရအစားစားလို့ခေါ်တော့ဖာကင်းမစွင်စားတဲ့စားကောင်းတဲ့အကောင်မျိုးစုံတို့ကိုရအောင်မှာရုပ်ပြီးရှာရှာပူပူစားတဲ့ကြောင်ရေးစာရေးဆရာများရေးပြလို့ဖခင်ရပူပါတယ်။ဝင်းဦးကကင်းမလက်မဲ့လို့ခေါ်တဲ့ကင်းမစွင်ကြီးများကိုမိဖုတ်ပြီးစားကြောင်တခါကသူရဲ့တငယ်ချင်းများကိုထမင်းဖိတ်ရရမှာငွေအုပ်ကိုဖြွင့်ပြလိုက်ရအောင် ငရုတ်ထိုင်ပုံစံမပြဖွားကြီးကိုပေါင်းထားကြအောင်တငယ်ချင်းတို့အလန်တကြားမြင်ရတယ်လို့ဆိုပါတယ်တငယ်ချင်းတွေကမဆားရဲတော့လေဝင်းဦးကတော့နှစ်သက်စွာစားသုံးကြောင်းဖတ်ရှုရတယ်ရုပ်ရှင်မင်းသားကိုဝင်းဦးဟာစားလို့ရတာအကုန်စားဆိုသောစနစ်နဲ့အကုန်စားပုံရပါတယ်ကင်းသားဖြစ်တဲ့ကင်းချင်းများရဲ့အသားကိုတော့စားတယ်ဆိုပြီးတော့မပါခဲ့ပါကင်းပစွန်းမှာတော့ကနန်းလက်မကဲတို့ကြီးမားတဲ့လက်မကြီးနှစ်ခုပါရအဲ့ဒီလက်မကြီးထဲမှာအသားတို့ဟာ လေကနန်း ပင်လေကနန်းတို့ရဲ့လက်မှတ်ကဲ့သို့သူ့ရဲ့သားကစိတ်မှသိကြပါတယ်။ဆရာဖိုးကျော်ရဲ့ဝတ္ထုထဲမှာတော့ကင်းရဲ့သားကဗဇွင်သားကဲ့သို့စားလို့ကောင်းကြောင်းတောင်မွန်းသားကျွတ်ကျော်ဝါဝတ္ထုမှဖတ်ခဲ့ရပူပါတယ်။ကိုဝင်းဦးကတော့တောင်မွန်းသားကိုစားသွားရဟန်မတူပါ။အသက်55နှစ်မှာဥမာကြီးကင်းစားယောဂနဲ့ဆုံးမသွားခဲ့ရာစာရေးအလွန်ကောင်းတဲ့စာရေးဆရာမို့ကျွန်ုပ်ကလွန်ဆောင်မှနှံ့မြော်မိတယ်။ဥဝင်းဦးရဲ့ဝတ္ထုတွေကိုအလွန်ကြိုက်ပါတယ်။ ပဇွန်ရဲ့အခွင့်နဲ့ကင်းရဲ့အခွင့်တို့ကအခွင့်မှချင်းပုံစံတူကြတဲ့ဖြင့်အသားကလည်းပဇွန်သားကဲ့သို့ရှိမှဖြစ်ကြောင်းခံမှန်းရသည်ကင်းတို့ဟာသိဆွေးဘုံဝါဆွေးဘုံအမိုက်ဘုံတို့မှာအများအားဖြင့်နေထိုင်ကြဆာကြပါသည်ကင်းချေများတို့ရဲ့အကြောင်းက အနည်းရောစစ်စစ်ဆိုပြီးတော့မတွေ့ရပဲလိန်မော်ရောင်နှီးညိုရောင်ခရံတို့ရောင်ခက်ပြားပြားရောင်တို့သာအတွေ့ရများပါသည်ကံကောင်းတဲ့ကြက်ကျိုးမှာ စစ်စစ်ညက်ညက်ကြီးအောင်မှိတ်နဲ့ထိုးနေတဲ့ခါမှာခြေတော်တွေလက်တွေတောင်လုံးဝမလှုပ်ရှားနိုင်တော့ဘဲညှိမ့်သက်သွားကြရပြီ။ကင်းကောင်းပြတ်ကြီးကတော့အမှန်တကယ်သေဆုံးသွားခဲ့ပြီဖြစ်ပါလိမ့်။ထိုးခဲ့တဲ့ညှိမ့်သက်သွားတဲ့ခါမှာမောင်မြတ်ကြီးကကျွန်ုပ်ရဲ့အနေမှာရှိတဲ့ထိုင်းကောင်မပြန်ထိုင်ပြီးစကားဆံပြီးပြောဆိုနေကြတယ်။ထိုချိန်မှာကြက်ကျိုးမကအရွယ်တော်ရောက်နေပြီဖြစ်တဲ့သူ့ရဲ့ကလေးအုပ်စုနဲ့ကင်းကြီးရဲ့နောက်ကိုရောက်လာပြီးကြက်ကျိုးမကကင်းတေကြီးကိုထိုးစိတ်ပြီးတော့စားပါတယ်။ အဲ့လိုစားရင်ကျင်းငယ်လေးများကလည်းဝိုင်းပြီးတော့ထိုးစိတ်လူရစားကြတယ်လောဘကြီးတဲ့ကြေကျိုးမကကျင်းမွနေတော့ကင်းတဲ့ကြီးကိုချီပြပြီးအတင်းကိုလဲမျိုးဆန့်ပြီးတော့မြိုချလိုက်ပါတယ်ကျင်းငယ်လေးများမှာခြေလက်ပဲလဲပြီးတော့ကြံ့ရကြရပါတယ်ကြေကျိုးမကမြည်သည့်စာကပတ်တွေတွေကျက်သားပေါက်လေးများကိုတကွကွနဲ့ခေါ်ပြီးတော့ကျွေးတယ်တော့လေကင်းတဲ့ကြီးကိုတော့မကျွေးတော့ပဲအလိုရကြီးအငတ်မရမြိုချလိုက်ပါတယ် ဒီဖြစ်ပုံကိုကြည့်ပြီးတော့ကျွန်တို့တို့ရီမောနေကြပါတယ်ဒုက္ခမောင်းများကြီးကကြကြိုးမကြောင့်ကိုပြောပြတယ်ဒီကြကြိုးမကလူတွေကြောင့်ကြိုးတာမဟုတ်ပါဘူးမိုးရည်မှာဥကျင်းဝေရကနေပါပေါ်ပြီးနောက်ပိုင်းခုလိုဖြစ်သွားတာပါဆိုရင်တော့အေးပတ်တဲ့သဘောပါပဲဒီလိုဥကျင်းဝေတာသုံးပတ်ကြပါတယ်စုစုပေါင်း20ရက်ပါကြိုးတာကအယိုးကြိုးတာမဟုတ်ပါဘူးလူလူဆိုရင်တော့ မီးရကျိုးတာပေါ့ဗျာအကြောတွေဆိုင်းသွားတဲ့သဘောပါ ကြာကြာရရင် သူ့ရဲ့ခြေထောက်ကအောက်ကိုညွတ်ညွတ်ပြီးကျသွားတာပါပဲဒီလိုနဲ့သူ့ရဲ့ကလေးတွေကို ထိန်းလာတာအရွယ်တောင်ရောက်ကနေပါပြီဒီကျမကသားထိန်းတော်ပါတယ်အရင်ကလည်းနှစ်သားကြပြီးပြီအကုန်လုံးအောင်နေဒီသားကြမှာမိုးဆူရနဲ့တို့ပြီးအေးပတ်တာကြောင့်မီးရကျိုးသွားတာကိုလေးကအခုတော့ကင်းကြီးတစ်ကောင်လုံးစားလိုက်ရပါပြီကင်းဟာကြက်ရဲ့ဆေးပဲဗျဒီကောင်မှမကြဘူး အရင်လိုပဂရိပြန်ကောင်းမှမသိကြတယ်သူကံကောင်းသွားတော့ဗျာတခြားကြတိသာစသွားရင် သူရဲ့ဝေဒနာပျောက်ဖို့ခက်လိမ့်မယ်ဗျအကူလေးစောင့်သားကြည့်ဒီကြကြုံးမှမကြခင်အကောင်းပဂရိဖြစ်တော့မှာဗျသူကတည်းကပြောပါလေသို့တော့စောင့်ကြည့်ရင်အချိန်မရခဲ့ပါအဖေကြောင့်ဆိုတော့ကျွန်ုပ်ဟာရန်ကုန်ကိုသွားရန်အတွက်ခရီးစဉ်ရှိလို့ဖြစ်ပါတယ်ဒီလိုနဲ့ကျွန်ုပ်ကရန်ကုန်ကိုခရီးထွက်ခဲ့တယ်ကြကြုံးမှကိုတော့အယုံထဲမှာမရှိတော့ပါဘူး ကြက်ကျိုးမှာပြန်ကောင်းနေပြီ2011ခုနှစ်စန္ဒလာပိုင်း9ရက်နေ့ညရထားနေ့နေပြည်တော်ကနေရန်ကုန်ကိုခရီးထွက်ခဲ့ပြီး2011ခုနှစ်စန္ဒလာပိုင်း16ရက်ညရထားနေ့ရန်ကုန်မှာနေပြည်တော်ရထားနေ့ပြန်ခဲ့ရောင်း17ရက်နေ့မနက်6နာရီမှာနေပြည်တော်ကိုရထားဆက်ရောက်ပြီးပြန်ကပြေးကိုမနက်7နာရီမှာရောက်ပါတယ်နေ့လယ်ပိုင်းတရပင်းရိပ်မှာမောင်မြိုင်ရဲ့စကားပြောကြရအောင်အကြောင်းစုံတွေပြောပြီးတော့ ကျကျမရဲ့အကြောင်းကိုစကားဆက်ပြီးမောင်မြကြီးကပြောပြသွားတယ်။အကိုလေးရေကျွန်တော်ရဲ့ကျကျမကြီးကတော့ကင်းကြီးကိုစပြီးနောက်တည့်ရမှာပဲမိရဲ့ကျူးတဲ့ယောဂပျောက်သွားတယ်ဗျ။အရင်လိုပဲဒေါင်းတော်မီပြန်ဖြစ်သွားပြီဗျ။ခုဆိုရင်ကြက်လေးတွေနဲ့ပါခွဲပြီးနောက်တစ်ချိန်တော့ပြန်ပြီးတော့လိုက်နေပြီ။ညာကဦးတလုံးတော်စပြီးတော့ဥထားလိုက်ပြန်ပြီဗျ။အေးကွာတပတ်တလန်းကကင်းကြီးတည်သွားပြီမဲ့အဲ့ဒီကင်းကြီးကြောင့် ကြကြိုးမှနေကောင်းသွားတာဝမ်းသာစရာပဲဒါကြောင့်ဘောကနန္ဒသူရိယအမတ်ရဲ့မျက်ဖြေလင်ကမှာသူရိတယောက်ကောင်းဖို့ရောက်မှုသူတယောက်မှာပြက်လင်ငါတော်ဓမ္မဒါရီလို့ဆက်ဆိုခဲ့တာဘောကသူကတော့ပြက်ချင်းနဲ့ဖြည့်ချင်းကို ရှင်တွေ့ပြီးချက်တော့ကပြောပြလိုက်ပါတယ်စာရည်သူဟုတ်ကဲ့စိတ်ဝင်စားပွဲထူးခြားဆန်းကျင်ပြည့်ရမန်ဇလန်ကောင်းလေးကို ဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီး comment ပေါ်ဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက် ။ဘာမီဟိုရာ channel လေးကနေထူခြားဆန်းကျဲလှုပ်ဝှက်ဆန်းကျဲတဲတဲ့ရင်ဖို့ပရလောက ကမ္ဘီယယမတန်မူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကို နေ့သမပြရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။